ရေစကြည်လနာကတိချံအခန်းကြီး48အငယ်1မှ35ဣတရီလအမျိုးခရိုင်စုအမိကမြောက်ဖက်၌ဟေတလုံလန်းနေဟာမတ်လန်းနာဟာဇရီနံမြို့ပါလေဓမ္မသက်မြို့နယ်မြောက် ဟာမတ်မြို့နယ်တိုင်အောင်၎င်းအရှိဘက်မှသည်ပင်လယ်တိုင်အောင်၎င်းဒန်ခရိုင်ရှိရမည်ဒန်ခရိုင်အနားအရှိဘက်မှသည် အနောက်ဘက်တိုင်အောင် အာရှာခရိုင်ရှိရမည် အာရှခရိုင်အနာ အရှိဘက်မှသည် အနောက်ဘက်တိုင်အောင်နတ်တလိခရိုင်ရှိရမည်နတ်တလိခရိုင်အနာအရှိဘက်မှသည်အနောက်ဘက်တိုင်အောင်မနာရှိခရိုင်ရှိရမည်မနာရှိခရိုင်အနာအရှိဘက်မှသည် အနောက်ဘက်တိုင်အောင်အေပရင်ခရိုင်ရှိရမည်အေပရင်ခရိုင်အနာအရှိဘက်မှသည် အနောက်ဘက်တိုင်အောင်ရူဘင်ခရိုင်ရှိရမည် ရုဘင်ခရိုင်အနအရှိဘက်မှဒီအနောက်ဘက်တိုင်အောင် ယုဒခရိုင်ရှိရမည်ယုဒခရိုင်အနာအရှိဘက်မှသည်အနောက်ဘက်တိုင်းအောင်ပင်တို့ပူဇော်ရသောမြေကွက်ရှိရမည်ထိုမြေအနံကကျူလုံးအပြန်2500အလျားကအရှိဘက်မှသည်အနောက်ဘက်တိုင်းအောင်ခရိုင်အလျားနှင့်ညီရမည်ထိုမြေအတွင်း၌တန့်ရှင်းရာဌာနရှိရမည်သာရပြန်အားပူဇော်ရသောမြေကွက်မူကအလျား2500အနံ1000ရှိရမည် ထိုတန့်ရှင်သောပူဇော်တကားသည်ရစ်ပရောဟိတ်ဖို့ဖြစ်၍မြောက်ဘက်၌အလျား2500တောင်အနောက်ဘက်၌အနံ1000တောင် အရှိဘက်၌အနံ1000တောင်တောင်ဘက်၌အလျား2500တောင်ကျယ်၍တာရတ်ပြား၏တန့်ရှင်ရာဌာနသည်ထိုအကွက်အလယ်၌ရှိရမည် ဣတရီလအမျိုးသားတို့သည်လမ်းလွဲသောအခါလေဝိလူကဲ့သို့လမ်းမလွဲငါအမှုကို အစဉ်ဆောင်၍တန်ရှင်သောဇာဒုတ်တာယိပရောဟိတ်တို့အဖို့ဖြစ်ရမည်လေဝိလူနေရာမြေအနားမှထိုတို့ ပူဇော်သောမြေသည်ယိပရောဟိတ်တို့အဖို့အလွန်တန်ရှင်သောမြေဖြစ်ရမည် ယေဘရောဟိတ်မြေအနားမှာ လေဝိလူနေရာမြေကွက်သည် အလျား2500အနံ1000ရှိရမည်ထိုမြေသည်ထာဝရဘုရားအဖို့တန့်ရှင်းသောကြောင့်လေဝိလူတို့သည်မြေကိုမယောင်းရ အဥတီသောအတီးကို အခြားသောဥစ္စာနှင့်မဖလေရအဖိုးနှင့်မယောင်ရ2500တောင်အနားမှာကျွင်းသေးသောမြေ9တောင်သည်လူနေရာမြို့နှင့်မြို့နယ်တည်စရာဖို့ဖြစ်၍ထိုမြေအလယ်၌မြို့တည်ရမည်မြို့အတိုင်းအရှိကမြောက်ဘက်၌4500တောင်ဘက်၌4500အရှိဘက်၌4500အနောက်ဘက်၌4500ရှိရမည် မြို့နယ်ကမြောက်ဘက်၌250တောင်ဘက်၌250အရှေ့ဘက်၌250အနောက်ဘက်၌250ရှိရမည်တန်ရှင်းသောမြေအနားမှာ အလျား၌ကျွင်းသေးသောအရှေ့ဘက်၌1000အနောက်ဘက်၌ တတောင်းကျေသောမြေ၌ဖြစ်သောအတိအနံသည် မြို့အမှုကိုစောင့်သော သူတို့စားစရာဖို့ဖြစ်ရမည် မြို့အမှုစောင့်တို့ကိုဣတရီလအမျိုးအပေါင်းထဲကရွေးကောက်ရမည် ပူဇော်သောမြေကွက်ပေါင်းကအလျား2500အနံ2500ကျေ၍မြို့နယ်ပါလျက်အသက်ရှင်သော ထိုစတုရန်မြေကို ပူဇော်ရမည် ထိုတန့်ရှင်းသောပူဇော်တကာမြေနှင့်မြို့နယ်နှစ်ဖက်၌ကျွင်း၍အရှိဘက်၌2500အနောက်ဘက်၌2500ကျဲသောမြေစွန်းနှစ်ကွက်တို့သည်မင်းသားအဖို့ဖြစ်ရမည်တန့်ရှင်းသောပူဇော်တကာမြေနှင့်အိန္ဒိုအီတန့်ရှင်းရာဌာနသည်ထိုနှစ်ကွက်ဆက်ကြားမှနေရာကြရမည် ထိုတို့ဆက်ကြားမှကြသော လေဝိလူနေရာအပိုင်းအခြားမြို့နယ်အပိုင်းအခြားပြင်ပနှစ်ဖက်ယူဒခရိုင်ဘင်ယမင်ခရိုင်ဆက်ကြားမှကြသော ြေရှိသမျှသည်မင်းသားအဖို့ဖြစ်ရမည်ကျွန်းသောဣတရီလခရိုင်ဟူမူကအရှိဘတ်မှသည်အနောက်ဘက်တိုင်အောင်ဘေယမင်ခရိုင်ရှိရမည်ဘေယမင်ခရိုင်အနာအရှိဘတ်မှသည်အနောက်ဘက်တိုင်အောင်ရှီမောင်ခရိုင်ရှိရမည်ရှီမောင်ခရိုင်အနာအရှိဘတ်မှသည်အနောက်ဘက်တိုင်အောင်ဣတခါခရိုင်ရှိရမည် ဣတခခရိုင်အနာအရှိဘတ်မသည်အနောက်ဘက်တိုင်အောင်ဇာဘူးလုံခရိုင်ရှိရမည်ဇာဘူးလုံခရိုင်အနာအရှိဘတ်မသည်အနောက်ဘက်တိုင်အောင်ဂတ်ခရိုင်ရှိရမည်ဂတ်ခရိုင်တောင်ဘက်အပိုင်းအခြားသည်တာမာမြို့မှဆ၍ကာဒီရှာမြို့မေရီဘယ်ရီတိုင်အောင်၎င်းမဟာပင်လယ်ထဲသို့ဝင်သော မြစ်တိုင်အောင်၎င်းရှောက်သွားရမည်ဤ၍ကဣတရီလအမျိုးအနွယ်တို့အမွေခံစရာပို့စည်ရည်တန်ချ၍ဝေရသောမြည် ဤ၍ကသူတို့ပိုင်းခြား၍နေရသော ခရိုင်အသီးအသီးဖြစ်သည်ဟုအရှင်သာရဘုရားမိန်တော်မူ၏မြို့မှထွက်ရာတကားများဟုမူကားမြို့မြောက်ဖက်၌ 4500ကျေ၍မြို့တကားတို့သည်ဣသရေလအမျိုးအနွယ်တို့အမိကိုဆောင်ရက်မြောက်ဘက်၌ရူဘင်တကားယူဒတကားလေဝိတကားဒီဖူတော့တကား၃ပေါက်ရှိရမည်မြို့အရှိဘက်၌4500ကျေ၍ရောသက်တကားပေယမင်တကားဒန်တကားဒီဟူသောတကား၃ပေါက်ရှိရမည် မြို့တောင်ဘက်၌4500ကျေ၍ရှိမောင်တကားဤတကားတကားဇာဘူးလုံတကားဒီဟူသောတကားသုံးပေါက်ရှိရမည်မြို့အနောက်ဘက်၌4500ကျေ၍ဂတ်တကားအာရှတကားနတ်တလိတကားဒီဟူသောတကားသုံးပေါက်ရှိရမည်ထို့သူမြို့ပတ်လေအတိုင်းအရှိကား18000ရှိရလိမ့်မည်တီတော်နေမှစ၍ထိုမျိုးကိုယေဟောဝါရှမအမည်ဖြင့်ခေါ်တွင်ရလင့်တည်းအာမင် God bless you.